မင်္ဂလာပါဒီဗီဒီယိုမှာတော့ Go Plus Web3 Security Layer Project လေးအကြောင်းကိုရှင်းလင်းတင်ဆက်ပြသပေးသွားမှာဖြစ်ပါတယ် Web3 လို့ဆိုလိုက်ရင်ဘယ်သူမှတိတ်မပြောပြတဲ့ပြဿနာတစ်ခုရှိပါတယ်မိတ်ဆွေတို့ကအနာဂတ်မြို့တော်တစ်ခုတည်းကိုရောက်နေတယ်လို့သိကူးရင်ကြီးလိုက်ပါအဲ့ဒီမြို့တော်ကတော့ဘိုလ်ချိုးကင်မှုကင်းလွတ်ပြီးတော့ Web3 blockchain နည်းပညာနဲ့မောင်းနေနေတဲ့မြို့တော်ကြီးတစ်ခုပေါ့ဗျာ blockchain လို့ပြောလိုက်တာနဲ့ security ကောင်းတယ်ယုံကြည်စိတ်ချရတယ်လို့မိတ်ဆွေတို့ယူဆထားကြရမလားဒါပေမဲ့တခုရှိတာတော့ blockchain နယ်ပယ်မှာနည်းပညာအားနဲ့လူအတွက်ဆိုလို့ရှိရင်တော့ internet မှာတစ်ခဲချန်တဲ့နည်းကြီးတစ်ခုကိုရှောက်လိုက်ရမှာပါပြီးခဲ့တဲ့နှစ်ပိုင်းခြားတွေမှာ1.48 billion dollar ကို web3 နဲ့ဆက်ဆက်ပြီးတော့ security နားလည်မှုအားနည်းချက်တွေရှိတဲ့အတွက်ကြောင့်မလို့ဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့ရပါတယ်ဒီ centralized project ပေါင်း140ခုဟာ hacker တွေရဲ့တိုက်ခိုက်မှုကိုခံခဲ့ရပါတယ်အဲ့ဒီအထဲမှာမှာ ရက်ကူပေါင်း262ခုကြောင့်ဂျီနီမြုံနံမှု investor တွေရဲ့ fan စီရာပျောက်ဆုံးခဲ့ရပါတယ်။မရေတွက်နိုင်တဲ့ phishing scam တွေဟာအသုံးပြုသူ user တွေတတိမမှုခင်မှာပဲသူတို့ရဲ့ wallet တွေရ access တွေကိုထုတ်ယူသွားပါတယ်။ဒါတွေအားလုံးရဲ့အနှစ်ချုပ်ကတော့ user တွေနဲ့ platform တွေရဲ့ security အားနည်းချက်ကြောင့်ပါ။ Web3 လောကမှာ transition လွှဲလိုက်လို့ရှိရင်ကိစ္စပြီးသွားပါပြီ။ပြန်ဖြတ်လို့ရတယ်ဆိုတော့ cloud လုံးဝမရှိပါဘူး။အခုညီပေးမဲ့ဝန်ဆောင်မှု customer service တွေလည်းမရှိပါဘူး။မှားယွင်းတဲ့ transition တွေကိုလက်မှတ်ထိုးအတည်ပြုလိုက်ပြီလို့ရှိရင်မိတ်ဆွေတို့ရဲ့ငွေတွေဟာထာဝရပျောက်ဆုံးသွားမှာဖြစ်ပါတယ်။ဒါကြောင့် Web3 တုံးတော့မယ်ဆိုလို့ရှိရင် security literacy ကတော့တော်တော်လေးရှိဖို့လိုအပ်ပါတယ်။ဒီကိစ္စရဲ့အားလုံးဖြည့်ရှင်းဖို့အတွက် Go Plus Security Project အကြောင်းမိတ်ဆက်ပေးပါမယ်။သူကတော့ Web3 လောကအတွက်ပထမဦးဆုံး decentralized security layer project တစ်ခုဖြစ်ပါတယ်။ Go Plus က security tools တစ်ခုတည်းမဟုတ်ပါဘူး။ Web3 နဲ့ပဲရှော လန်းတော်မယ်အစင်တိုင်းမှာမိတ်ဆွေတို့ကာကွယ်ပေးဖို့အတွက်ဒီဇိုင်းထုတ်လုပ်ထားတဲ့ဘိုးချုပ်ကင်မှုလုတ်ကင်းပြီးတော့ security infrastructure တခုလို့ဆိုရမှာဖြစ်ပါတယ်။ဒါဘလို့အလုံးလုံးလဲဆိုတာကိုကျွန်တော်ထပ်ပြီးတော့ရှင်းပြပါမယ်။ Comprehensive protection လို့ခေါ်တဲ့မိတ်ဆွေတို့ငွေကြေးတွေထုတ်ယူတာ၊ token တွေကို management လုပ်တာ ငွေ transition တွေလွှဲတာဒီလိုကိစ္စတွေမှာ Go Plus က security ကို layer တိုင်းမှာတေချာစီမှာဖြစ်ပါတယ် AI power risk detection ကြောင့်လိမ်လည်မှုတွေမဖြစ်ခင်မှာပဲ NLR တွေကို second နဲ့အမျှရှာဖွေပြီးတော့တားဆီးပေးနိုင်ပါတယ် multi chain support ဖြစ်တဲ့အတွက် blockchain network အခု30ကျော်မှာအလုပ်လုပ်ပါတယ်သူ့ရဲ့ on chain firewall စနစ်က blockchain တွေကို direct integration လုပ်ထားပြီးတော့ NLR ရှိနိုင်တဲ့ transition တွေမလုပ်ဆောင်ခင်မှာကြိုတင်ပြီးတော့တားဆီးပေးနိုင်ပါတယ်ဒီလိုကောင်းမွန်တဲ့နည်းပညာရေးကြောင့် CoinGecko Binance Web3 wallet Trust wallet OKX wallet အပါအဝင်အခြားသော project ပေါင်း9000ကျော်က Go Plus ကိုလက်ရှိမှာအသုံးပြုနေကြပြီးတော့ Web3 security အတွက်စံပြစနစ်တစ်ခုဖြစ်လာပါတယ်။ Web3 မှာအကြီးမားဆုံးရင်ဆိုင်ရတဲ့ပြဿနာကတော့ security ကိုနောက်ဆုံးမှထည့်သွင်းစဉ်းစားရကြတာပါ။အခုနောက်ပိုင်း developer အများစုက devs တွေကိုဖန်တီးရေးဆွဲလာကြပါတယ်။ဒီ devs တွေကိုအသုံးပြုတဲ့အခါ security ဘိုင်းနားလည်ဖို့တာဝန်ကတော့အသုံးပြုသူ user တွေပေါ်မှာလုံးဝကြောက်ရွံ့နေပါတယ်။ phishing scan တွေ fake tokens တွေအနေနဲ့ရှိတဲ့ smart contract တွေနဲ့မရင်းနှီးတဲ့ user အစ်စ်တွေဟာဒီ네ပယ်မှာတော့ကြီးမားသောအခက်အခဲတစ်ခုကိုရင်ဆိုင်လာရပါတယ်။ blockchain infrastructure မှာတီးတဲ့ security လေ ရာသာမရှိဘူးဆိုလို့ရှိရင်တော့အသုံးပြုသူ user တွေကအောက်ပါ NRA တွေကိုရင်ဆိုင်ရနိုင်ပါတယ်။တစ်ကတော့ wallet trainer ပါ။လုံခြုံမှုမရှိတဲ့ transition တွေကို approve လုပ်လိုက်တာနဲ့မိတ်ဆွေတို့ရဲ့ wallet တွေကငွေတွေကို automatic ထုတ်ယူသွားနိုင်အောင် NRA ရှိတဲ့ script တွေပါဝင်လာပါတယ်။နှစ်ကတော့ rap pool ပါ။ဒီနေ့မြန်မာသူ investor တွေကိုဆွဲဆောင်ပြီးတော့ fans တွေနဲ့အတူထွက်ပြေးသွားနိုင်တဲ့လိမ်လည်တဲ့ project ပေါင်းများစွာ web3 မှာရှိပါတယ်။၃ကတော့ phishing scam ပါ။ အသုံးပြုသူ user တွေရဲ့ private key တွေကိုပေးမိအောင်လို့ဒါမှမဟုတ်လို့ရှင် NIA ရှိတဲ့ transition တွေကိုလုံဆောင်မိအောင်လို့လိမ်လည်လှည့်စားထားတဲ့အတူရော website တွေနဲ့ dev application တွေကိုမိတ်ဆွေတို့ဒီလောကမှာအများကြီးတွေ့ရမှာဖြစ်ပါတယ်။တကယ်တော့ web3 ဆိုတာငွေချေးတော်လှန်ရေးတစ်ခုဖြစ်ပေမဲ့ security ဘိုင်းကိုတေချာဂဂနနနားမလည်ထားဘူးဆိုလို့ရှိရင်တော့လူလိမ်တွေအတွက် game ကစားပွဲတစ်ခုဖြစ်နေပါလိမ့်မယ်။ဒါကြောင့် go plus ကဒီ game ကစားပွဲတစ်ခုလုံးကိုပြောင်းလဲဖို့အတွက်သူတို့စူးစမ်းနေပါတယ်။သူတို့စူးစမ်းမှုဟာစကားတွေမဟုတ်ပါဘူး။ ရလက်တွေကတက်တည်ပြနေတာပါ နေ့စဉ် API နဲ့ယူသုံးမှုပေါင်းကတန်း30ကျော်ဖြစ်ပြီးတော့အသုံးပြုသူ user တွေကို protection ပေးနေပါတယ်28တက်သမ4တန်းကျော်သော wallet တွေကိုလည်းဒီ protection ကနေကာကွယ်ပေးထားပါတယ် blockchain ပေါ်မှာ NFT ရှိလာနိုင်တဲ့ access ပေါင်း10တန်းကျော်ကိုရှာဖွေတွေ့ရှိထားပြီးတော့ billion ပေါင်းများစွာသောဆုံးရှုံးမှုကိုကာကွယ်တရှိပေးထားပါတယ်ဒါကြောင့်လည်းယနေ့အချိန်မှာ go plus ရဲ့ product ကိုပတ်စံပေးပြီးဝယ်သုံးနေတဲ့ user ပေါင်းက8000ကျော်ထိရှိလာနေပြီဖြစ်ပါတယ်သူ့ရဲ့ product တွေကဘာတွေလဲဆိုလို့ရှိရင် ဘုံ plus intelligent လို့ခေါ်တဲ့ transition တွေကိုအတိမပြုတ်ခင်မှာအသုံးပြုသူ user တွေကိုသတင်းချက်လက်နဲ့အန္တရာယ်စမ်းစစ်မှုတွေကိုစကန်နဲ့အမျှလုံခြုံရေး data ဝန်ဆောင်မှုပေးတာပါတယ် security token protocol ကတော့ဈေးကွက်တဲကို token တွေ list မလုပ်ခင်မှာ blockchain security စံနှုန်းတွေနဲ့ကိုက်ငြိမ်မှုရှိအောင်လို့ go plus ကစစ်ဆေးပေးပါတယ် go plus ရဲ့ security module gsm ကတော့ on chain firewall တစ်ခုဖြစ်ပြီး အန်ဒီယန်ရှိလာနိုင်တဲ့ transition တွေကို blockchain အဆင့်မှာပဲအလိုလျောက်တားဆီးပေးပါတယ်ပြီးခဲ့တဲ့2024ခုနှစ်မှာ Binance Launch Pool က BNB, FT USD နဲ့ USDC တို့ကို staking လုပ်ပြီးတော့အသုံးပြုသူ user တွေကို project အသစ်တွေ token reward စုချီးမြှင့်ရမှာအားလုံးရဲ့အာရုံစိုက်မှုကိုရရှိခဲ့ပါတယ်လက်ရှိ2025ခုနှစ်ရောက်လာတဲ့အခါမှာတော့ Binance က Potla Airdrop လို့ခေါ်တဲ့ ရေးရှည် BNB ပိုင်ဆိုင်ထားသူတွေအတွက်သာရည်ဝဲထားတဲ့ reward စနစ်တစ်ခုကိုမိတ်ဆက်လိုက်ပါတယ်ဒီပြောင်းလဲမှုဟာ Binance နဲ့ crypto project တွေအတွက်ရေတိုထောက်ပံ့သူတွေထက်တကယ်အနာဂတ်မှာရေးရှည် long term investment လုပ်သူတွေကို reward တွေပေးတယ်ဆိုတဲ့လမ်းကြောင်းကိုပြသနေတာပါအခုလက်ရှိ GPS airdrop လွတ်သွားပြီဖြစ်တဲ့အတွက်မိတ်ဆွေတို့စိတ်မပူပါနဲ့ Binance ဟာ BNB staking လုပ်သူတွေကို hotla airdrop ခေါင်းစဉ်အောက်ကနေမကြာခဏ reward တွေပေးလိမ့်ရှိပါတယ် နောက်ထပ် AirDrop reward တွေအတွက်လည်းချိုးတင်ပြင်ဆင်ပြီးတော့ရရှိနိုင်ဖို့အတွက်ကျွန်တော်ပြောတဲ့ step လေးတွေကိုလိုက်နာပေးပါအဲ့ဒါကတော့ Mixtrade တို့ BME token တွေစုပေးပါ simple and မှာ stake လုပ်ပါလာမယ့်အနာဂတ်မှာ hotla airdrop project တွေအတွက်ကောက်ဖို့အလွယ်ဆုံးသောနည်းလမ်းဖြစ်ပါတယ် BNB စုမယ်ဆိုလို့ရှိရင် flexible ဒါမှမဟုတ် lock staking နှစ်မျိုးရွေးချယ်လို့ရပါတယ် lock staking နဲ့လုပ်တယ်ဆိုလို့ရှိရင်တော့အတိုး percentage တွေပို့ပြီးတော့ရမှာဖြစ်ပါတယ်နောက်ဆုံးကတော့ Binance ရဲ့ကြေညာချက်တွေကိုစောင့်ကြည့်ပါဘယ်အချိန်မှဆို hotla airdrop တွေကိုအချိန်မရွေးကြေညာနိုင်ပါတယ် BNB lock staking လုပ်လိုက်လို့ရှိရင် hotla airdrop အပြင်မှာ အနာဂတ်မှာလာနိုင်တဲ့ mega drop တွေပါပါမိတ်ဆွေတို့ပါဝင်နိုင်မှာဖြစ်ပါတယ်။ညီကောင်းချုပ်အနေနဲ့ Hotla AirDrop တွေဟာ Binance ရဲ့ AirDrop Reward စနစ်မှာကြီးမားတဲ့ပြောင်းလဲမှုတစ်ခုဖြစ်လာပြီးတော့ short term အမြတ်ထုတ်တာတဲ့ long term BME staking ကိုပိုအားပေးစေတဲ့သဘောတက်ရောက်ပါတယ် Go Plus လိုမျိုး security project တွေက community based နဲ့ early adopters တွေအတွက်တော့အကျိုးကျေးဇူးရရှိနိုင်ပြီး Binance အနေနဲ့လည်းသူ့ရဲ့ BME token ပေါ်မှာသစ္စာရှိသူတွေအတွက် airdrop reward တွေကိုပေးခြင်းအပြင်သူ့ရဲ့ ecosystem ကိုရခင်ကတည်းပုံမူပြီးတော့အားကောင်းစေမှာဖြစ်ပါတယ် GPS ကတော့ Go Plus security ရဲ့ native token တစ်ခုဖြစ်ပါတယ်ဒါဟာ ecosystem မှာအရေးပါတဲ့အခန်းကဏ္ဍမှာပါဝင်နေပါတယ် token distribution အနေနဲ့ airdrop အတွက်10% private fan raise အတွက်19.33% marketing community and ecosystem အတွက်40.67% team အတွက်20% liquidity အတွက်7%နဲ့ advisor အတွက်3%ဆိုပြီးတော့အသီးသီးခွဲခြားသတ်မှတ်ထားပါတယ် GPS Airdrop ဒရော့ပုံကပြီးခဲ့တဲ့ February 16ရက်ကနေ24ရက်အတွင်းမှာ Simple and Product ထဲက BNB stake သားသူတွေကို airdrop ပေးသွားခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီကာလအတွင်းမှာ BNB staking လုပ်သားသူတွေကအပိုဘာမှထက်လို့ဆရာမလို့ပဲနဲ့ Hotla airdrop GPS token တွေကိုအခမဲ့ရရှိသွားတာပဲဖြစ်ပါတယ်။ဒီတစ်ခေါက် GPS token တွေမရရှိသွားတဲ့မိတ်ဆွေတွေလည်းစိတ်အားမပြတ်ပါနဲ့။နောက်လာမယ့် Hotla airdrop project တွေအတွက် BNB ချိုတင်စုဆောင်ထားပြီးတော့ Simple and ထဲမှာ lock staking လုပ်ထားလို့ရှိရင်မိတ်ဆွေတို့အတွက် Hotla airdrop တွေရရှိပိုင်ဆိုင်နေမှာဖြစ်ပါတယ်။ဒီ video ကတော့ educational purpose only ဖြစ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့ cryptocurrency နဲ့ပတ်သက်ပြီးတော့ရင်းနှီးမြှုပ်နှံမှုတွေလောက်တော့မယ်ဆိုလို့ရှိရင် DYOR Do your own research လုပ်ပြီးတော့မှရင်းနှီးမြှုပ်နှံမှုလုပ်ဖို့အတွက်ကျွန်တော်အကြံပြုပါရစေအားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်နောက်ပြီးမှပြန်လဲဆုံတွေ့ပါမယ်